ဘဝတန်နေရာမှာဘယ်ကစားခဲ့တယ်လို့ပြောလို့မရတော့အောင်အလွန်ရှည်ကြတယ်။မြတ်စွာဘုရားသခင်ကိုတော်မြတ်ကအနတ်မတက်ခေါ်ရန်တန်တာတော်တဲ့။ဖြစ်လိုက်၊ဩလိုက်၊နာလိုက်၊တေလိုက်ဆိုတဲ့ဒီဖြစ်စဉ်ကြီးတစ်ခုဟာအနတ်မတက်ခေါ်ဘယ်ကစားခဲ့တာရောလို့ရှေ့ကိုဆက်ပြီးတော့တွေးမယ်ဆိုလို့ရှိရင်ဘယ်တော့မှလမ်းဆုံးမရောက်ဘူးလို့ပြောတာ။မှန်ပါပါ အနုအမတအကစကလုံးရဲ့အဓိကိုတနည်းဖွင့်ဆိုတာကအနုအတိညာနဲ့နောက်ကျောင်းပြန်ပြီးတော့လှဲ့လိုက်လို့ရှိရင်နဲ့အမတမသိနိုင်တဲ့အကအစရှိတယ်ဒါကို အနမတက်လို့ခေါ်တာနော်အနမတက်ကအနုအမတအကဆိုတဲ့ဒီစကလုံးသုံးလုံးကိုပေါင်းထားတာအနုနောက်ကျောင်းပြန်လိုက်တဲ့အခါမှာအဘတ္တ မသိနိုင်တဲ့အဲ့ကအစတဲ့အစကိုမသိနိုင်ဘူးလို့ပြောတာမသိနိုင်ဘူးဆိုတာနဲ့မရှိဘူးဆိုတာနဲ့မတူဘူးနော်မှန်လားဗျာဒါလေးလည်းတတိထားပေါ့မသိဘူးပြောတာလားမရှိဘူးပြောတာလားဟုတ်လားမသိနိုင်ဘူးပြောတာလိုက်နောက်ကြောင်းပြန်ရှားနေလို့ရှင် မဆုံးနိုင်တော့ပါဘူးလို့ဆိုတာမျိုးလိုပဲဟုတ်ကဲ့လားမှန်လားဗျာမဆုံးနိုင်တော့ဘူးနောက်တနည်းကနအမတအဲ့က အနမတက်ကအစကို မသိနိုင်ဘူးလို့ဒီလိုပြောတာညဆရာဟောထားတယ်အနမတက်ကတန်တရာစက်အစမသိနိုင်ဘာဖြစ်လို့မသိနိုင်တာတော့ဆိုရှည်ကျင်တိုင်းရှည်လို့မသိတာလို့ပြောတယ်မှန်ပါပါခင်ဗျာသိရှိကြတဲ့အချိန်ကနေဖြစ်လို့ရှင်လူတွေပြောကြတယ်မဟုတ်လားဟိုးရှည်ရှည်တုန်းကပဲဘလောက်ရှည်တာတုန်းလို့မေးရင်တော့ပြောနိုင်မှာမဟုတ်ဘူးเนาะ အဲ့တော့ဒီလိုမသိနိုင်တဲ့အစရတွေကဖြစ်လာတဲ့စိတ်အစဉ်ကြီးဟာတခုပြီးတခုဖြီးတခုပြီးတခုပြဲနဲ့အဲ့ဒီလိုလာခဲ့တာဆုံးကိုမဆုံးနိုင်ဘူးတဲ့ကဲကောင်းပြီဒီတဘဝနဲ့ပြောကြရအောင်ဒီဘဝရဲ့လူသားတွေအနေနဲ့ပြောမယ်ဆိုရင်ဒီဘဝရဲ့အရင်ဘဝရဲ့နောက်ဆုံးစိတ်ဒီသုတိစိတ်လို့ဒီလိုသတ်မှတ်